။မပေးတဲ့သူတွေကိုလိုက်သိမ်းပေးတဲ့လုပ်ငန်းကိုလုပ်ကင်တဲ့ဒူဆော့နဲ့ဂျွန်ဝေးတို့ဟာစစ်တပ်မှာတာဝန်ထမ်းဆောင်ပူတဲ့သူတွေပါ။ဒီနေ့မှာတော့နှလားကြော်ကြာကျွေးမဆိုင်တဲ့မျိုးသမီးတယောက်ထံမှာအကျွေးတောင်းဖို့ထွက်လာခဲ့ကြပါတယ်။ထို့သူမှာတော့မြောင်ကြဖြစ်ပြီးသူတို့ကိုမမိတာကြောင့်ထွက်ပြေးရန်စူးစမ်းခဲ့တော့လေဒူဆော့တို့ကဖမ်းမိသွားပြီးအကျွေးမရပဲနဲ့ပြန်မမဟုတ်တဲ့ချောင်းကိုပြောနေခဲ့တာပေါ့။ဟင်းနောက်မှာတော့သူမကလက်ထဲမှာပတ်စံမရှိသေးတာကြောင့်နောက်လာမှာအားလုံးဆက်မယ်လို့ပြောလိုက်ပါတယ် ဒူဆော့တယောက်ကတော့သဘောမတူခဲ့ပါဘူးအဲနောက်မှာတော့ဒူဆော့ကပြဿနာမဖြစ်ချင်တာကြောင့်ပြန်မယ်လို့ပြောလိုက်ပြီးအာမခံအနေနဲ့တော့ကလေးမလေးကိုခေါ်သွားမယ်လို့ပြောကနောက်တနေ့မနက်မှာတော့ငွေလာပေးရမယ်လို့ပြောလိုက်ပါတယ်။နောက်မှာတော့ကလေးမလေးကငိုနေခဲ့ပါတယ်။ဒူဆော့ကလည်းကလေးမလေးကိုအစားအစာနဲ့ရုပ်တည်ဝယ်ပေးခဲ့ပေမဲ့ကလေးမလေးကတော့ဆက်ငိုနေခဲ့ပါတယ်။အဲနောက်မှာတော့မြောင်ကြားကလေးမလေးရဲ့ဖခင်နဲ့တွေ့တွေ့ခဲ့ပြီးအကျိုးအကြောင်းတွေကိုပြောပြခဲ့ပေမဲ့မြောင်ကြားကတရုတ်မှတရားမဝင်နေထိုင်နေသူဖြစ်ကြတဲ့အတွက်တိုင်ကြားလို့မရဘူးလို့ပြောလိုက်ပါတယ်။ ညောင်ကြမှာရွေးချယ်ကြမရှိတော့ဘဲနဲ့နောက်ဆုံးနည်းလမ်းဖြစ်တဲ့ကလေးကိုတထိန်မိသားစုတွေထံမေးစားဖို့ပေးတယ်ဟန်ဆုံးဖြတ်လိုက်ပြီးငွေချေးကဒူဆော့ကိုမလည်းပြန်ပြန်ဆက်မယ်လို့ဖုံးစပ်နေခဲ့ပါတယ်။ဒါပေမဲ့ညလေကောင်မှာတော့ရဲနှစ်ယောက်ရောက်လာပြီးညောင်ကြကိုတရားမဝင်နေထိုင်သူအဖြစ်ဖမ်းသွားခဲ့ပါတယ်။တကယ်တော့ကလေးရဲ့အဖေကတိုင်လိုက်တာပါ။နောက်တနေ့မှာတော့ဒူဆော့ကချင်းဝေယုံကိုတွားခဲ့ကြပါတယ်။ခေါင်းဆောင်ကတော့အကျွေးစားကလေးတယောက်ကိုပြန်ပေးဆွဲလာတာကြောင့်ဒေါသထွက်နေခဲ့ပါတယ်။ ဒူဆော့ကတော့ပြင်ပေးဆွဲတာမဟုတ်ဘဲနဲ့အာမခံဖြစ်နေခေါ်ထတာဖြစ်ပြီးငွေပြန်ရမှာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မြောင်ချောကတော့ထောင်ထဲကိုရောက်နေပါပြီ။နောက်ပိုင်းမှာတော့မြောင်ချောကိုတွတ်ရှောက်ဖို့စီစဉ်ခဲ့ပြီးခလေးအားသူမရဲ့နေရာဒိဆာကိုမေးခဲ့ပေမဲ့မပြောခဲ့ပါဘူး။အဲဒီအချိန်မီးပွိုင်နေနေတော့ခလေးထပြေးလို့မြောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ခလေးမလေးကအိမ်ပြန်ရောက်လာပြီးရဲတွေကသူမကိုရှာဖွေနေတာကိုတွေ့ရမှာပါ။ဒါပေမဲ့ခလေးမလေးကကောင်းကောင်းပုန်းနိုင်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့မိခင်နဲ့အတူရှိခဲ့တဲ့အချိန်တွေကိုသတိရပြီးမိခင်ကိုလမ်းဆွတ်လာခဲ့ပါတယ်။တခုခုဆိုရတာမဖြစ်ခင်မှာမိခင်ကသူ့မကိုပြန်ခေါ်လိုက်မယ်လို့ယုံကြည်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဒူဆော့ကိုလူဝင်မှုကြီးကြပ်ရေးရုံးကနေဆက်သွယ်လာခဲ့သူကမြောင်ကြာဖြစ်ပြီးသူ့မကိုတွေ့တဲ့အခါမှာတော့စိုးရင်ကိုလူတစ်ယောက်ကလာရောက်ခေါ်ဆောင်มาဖြစ်ပြီးအကျွေးဆက်ပေးနိုင်တဲ့အထိဂရုစိုက်ပေးပါလို့အကူအညီတောင်းလိုက်ပါတယ်။ဒီလိုလုပ်တာကတော့စိုးရင်ကိုကောက်ဖို့ဖြစ်ပြီးဝေးစားရန်ပေးတော့မယ်လို့ပြောလိုက်ပါတယ်။ဒူဆော့ကတော့စိတ်မကောင်းဖြစ်သွားခဲ့ပေမဲ့လက်ခံလိုက်ခဲ့ပါတယ်။ မလက်ခံလိုက်ပါတယ်။မြောင်ချန်ကတော့သူ့ကိုကျေးဇူးတင်ပြီးတမိဖြစ်သူကိုအမန်တရားကိုမပြောပြပေးဖို့တောင်းဆိုလိုက်ပါတယ်။ခလီမတ်လေးကတော့အမေကိုလိုက်ရှာနေရင်အပြင်လာတဲ့လမ်းမှာပဲအနေအများကြီးရက်ကမှာအင်ဂျင်ယာမဲ့တူကသူ့မကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပါတယ်။ကံမကောင်းထောက်မဆွာနဲ့အဲ့ဒီအချိန်မှာတော့ဒူဆော့ရောက်လာပြီးကဲတင်နိုင်ခဲ့ပါတယ်။ ိနောက်မှာတော့မိခင်ဖြစ်သူကသူမကိုတကယ်ပဲဆွန့်ပစ်သွားတာလားလို့မေးလိုက်ပါတယ်။ဒူစော့ကတော့သူမရဲ့မိခင်ကဆွန့်ပစ်သွားတာမဟုတ်ဘဲနဲ့ငွေရှာဖို့အတွက်ဝေးတဲ့နေရာကိုသွားပြီးတော့သူမလာခွဲလာရောက်ခေါ်ဆောင်မှဖြစ်တယ်လို့ပြောလိုက်ပြီးသူနဲ့အတူရက်နေငယ်နေပေးဖို့ပြောလိုက်ပါတယ်။ဆိုရင်တယောက်ကတော့စိတ်မကောင်းဖြစ်ကဆက်တိုက်ငိုနေခဲ့ပေမဲ့ရက်နေငယ်ကြတဲ့နောက်မှာတော့အလွန်ရင်ကျိလိမ့်မာတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဆိုရင်လေးကဒူစော့ကို တရုတ်စင်တွေ့လာပြီးအင်ကိုတက်ရှိလိုဝေးပြီးမိခင်တန်းခေါ်သွားမဲ့ဦးလေးကိုစိတ်ရှိစားနဲ့စောက်ဆိုင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဦးလေးချဲဆိုသူတံမှာဆက်တွေ့လာခဲ့ပါတယ်။အဲ့ဒီသူကအကျွေးရဲ့အပြင်ကုန်ကြစည်တွေကိုပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့အတူရှောက်သွားဖို့လုပ်ခဲ့ကြပြီးမှာဆိုင်းဘုတ်တွေရဲ့နာမည်ကိုဖယင်ဒူးစော့နာမည်ကိုမကြိုက်လို့သူ့ကိုနာမည်အသစ်ပေးလိုက်ပါတယ်။ သုံးယောက်သားဆုံးရည်အတွက်ဝက်စားတွေကိုလိုက်ဝယ်ပေးခဲ့ပါတယ်။ညာရောက်တဲ့အခါမှာတော့ရေခဲမို့လိုက်ကျွေးပြီးလူဆော့စိတ်ကောင်းဝင်နေတာကိုခွင်ကောင်းယူပြီးဆိုရင်ကသူကြိုက်ဆုံးအိုင်တော်ရဲ့ဖြုတ်ပြီးပွဲကိုည9နာရီမှာပြုတ်လုမယ်လို့ပြောလိုက်ပါတယ်။လူဆော့လည်းသူတို့အတူရှိမဲ့ရက်ကဒီရက်နောက်ဆုံးဖြစ်တဲ့အတွက်သူမကြိုက်ဆုံးဖြစ်တဲ့ဆိုရတန်ခေါ်သားဖို့အဆုံးဖြစ်လိုက်ပါတယ်။အင်ပြန်ရောက်တဲ့ခါမှာတော့သူမအတွက်နှုတ်ဆက်ပွဲလေးတစ်ခုလုပ်ပေးခဲ့ကြပါတယ်။ခေါမလေးကတော့ဒူဆော့နဲ့ဂျွန်ဘေးကိုခင်တက်လာတဲ့အတွက်ဝမ်းနဲ့နေခဲ့ တို့နှစ်ယောက်လုံးကလည်းကလေးမလေးကိုချစ်ခင်လာခဲ့ပေမဲ့နောက်တစ်နေ့မှာတော့ကလေးမလေးကိုအိုလီထန်အပ်နိုင်ရန်စီစဉ်ထားခဲ့ပြီးသူမရလာခဲ့ခင်မှာဒူဇော့ကသူမအကြိုက်ဆုံးအိုင်ဒေါ်ရဲ့တချို့ကိုနောက်ထောင်ဖို့ကက်ဆက်တစ်ခုကိုဝယ်ပေးခဲ့ပါတယ်။အဲနောက်မှာတော့သူမရဲ့အိုလီကိုယူဆတဲ့သူကရောက်လာခဲ့ပေမဲ့ကလေးမလေးကသူ့ကိုမှတ်မိတဲ့ပုံမရသလိုသူကလည်းကလေးမလေးရဲ့နာမည်ကိုမသိခဲ့ပါဘူး။ဒါကြောင့်အဲ့လူကကလေးမလေးကိုချမ်းသာတဲ့မိသားစုတန်းမွေးစားရန်ပေးဖို့လုတ်ခဲ့တာပါ။သူတို့မတော်ခင်မှာတော့ဒူဇော့ကသူမရဲ့မိခင်ပေါ်ကိုပေးလိုက်ပြီးဒုက္ခရောက်ရင်သူ့ကိုဖုံးစားနိုင်တယ်လို့ပြောလိုက်ပါတယ်။ အချိန်တန်ကြာပြီးနောက်မှာတော့ဒူဆော့တယောက်စိတ်သက်ကြပြီးအလုပ်ပိုင်မလုပ်နိုင်တဲ့ဒီဆိုရင်ကိုလွမ်းဆွနေပါတယ်။ဒါကြောင့်ဒူဆော့ကဆိုရင်ပေးခဲ့တဲ့နာမည်နဲ့စာတစ်စောင်ပို့လိုက်ပါတယ်။ဒါပေမဲ့ရပောင်းမြောက်သာကြတဲ့အကြောင်းမပြောင်းခဲ့ပါဘူး။ အဲဒါကြောင့်ဒူးဆော့လည်းအဖိုးရဲ့အိမ်ကိုဖုံးဆက်လိုက်ပေမဲ့သူ့ရဲ့ဇနီးကတော့အိမ်မှာမရှိဘဲတနစ်ကြာမှတစ်ခါပြန်လာတယ်လို့ပြောလိုက်တော့အဲဒီစကားကိုကြားကြချင်းပဲဒူးဆော့တယောက်စိတ်ပူကလိုက်ရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒူးဆော့ဟာထိုးသူကိုရှာတွေ့ခဲ့ပြီးကလေးမလေးရဲ့နေရာကိုပြောပြဖို့ချိန်ချောက်ခဲ့ပါတယ်။အဲတော့ကလေးမလေးကိုမွေးစားဖို့ပေးတာမဟုတ်ဘဲနဲ့ရောင်းလိုက်ပြီးဘယ်ကိုခေါ်သွားလဲကိုဆိုတာကိုလည်းမသိကြောင်းကိုပြန်ဖြေခဲ့ပါတယ်။အဲနောက်မှာတော့စိုးရီကိုတွေ့ရပြီးအမျိုးကြီးတုံးတဲ့ဒူးရှိနေကချင်းကျွန့်တပ်ဖွဲ့လုကင်နေခဲ့ပါတယ်။စိုးရီကိုတော့ညကလေးတစ်ခုမှလုံလုံနဲ့မျိုးစီးထံရောင်းခဲ့တာပါ။အဲနောက်မှာတော့ဆိုင်မမူးသမားတယောက်က เพิงวันนี้คือพี่ได้เลยค่ะ အဲ့ဒီဖန်ခွက်ကစိုးရင်မျက်နှာကိုရှာစရာဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ထိုအမျိုးသမီးကဆရာဝန်ထံခေါ်သွားရမယ့်အစားဖန်ခွက်ပိုင်းဆိုင်ကိုထုတ်ပြီးပဋ္ဌိတာစီးပေးလိုက်ပါတယ်။နောက်ပိုင်းမှာတော့စိုးရင်ကဖုန်းတလုံးကိုတွေ့ခဲ့ပြီးဒူဆော့တန်စာပို့လိုက်ပါတယ်။စိုးရင်ကသူ့ကိုလာခေါ်ပေးဖို့နဲ့သူမကညာကလေးတစ်ခုမှရှိနေကြောင်းကိုပြောလိုက်ပါတယ်။ဒူဆော့ကတော့အလုံးစိတ်ဆိုးသွားပြီးလမ်းနေပြီဖြစ်တဲ့အတွက်အဲ့ညံမှာပဲစောင့်နေဖို့ပြောလိုက်ပါတယ်။ဒူဆော့ရောက်လာတဲ့အခါမှာတော့စိုးရင်ကသူ့ကိုစောင့်နေခဲ့ပါတယ်။နေရာကပိတ်ထားတဲ့အတွက်ဒူဆော့ကသူမကိုကယ်တင်ဖို့မှန်ကိုခွဲလိုက်ပါတယ်။အဲဒီနောက်မှာတော့အဲ့ဒီအမျိုးသမီးထွက်လာပြီးဒူဆော့ကစိုးရင်ရဲ့ဒဏ်ရာကိုမကုသပေးလို့ပြော ဒနာရှာနေခဲ့ကသူကကလေးမအတွက်ပေးခဲ့တဲ့ငွေအလုံးကိုလည်းပြန်ပေးမှဖြစ်ပြီးတကားရဲ့ပြင်ဆင်ဈေးကိုပါပေးမယ်လို့ပြောလိုက်ကဆွေကိုခေါ်လာခဲ့ပါတယ်။နောက်နေ့မှာတော့ဒူဆော့ကသူတံမိုးထားတဲ့ကားလေးကိုရောင်းလိုက်ပြီးကလပ်ပိုင်ရှင်မိမကိုတပ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကလေးမလေးရဲ့ဒဏ်ရာကိုစစ်စစ်ဖို့ဆွေကိုခေါ်သားခဲ့ပြီးအမရွေးချင်မှဆိုတာကြောင့်ခွဲစိတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာဒူဆော့ကဆွေကိုမွေးစားဖို့ပြောခဲ့ပေမဲ့သူမကမိခင်ကိုလက်လျှော့လိုက်တယ်လို့ဖြစ်မယ်လို့ထင်တာကြောင့်အစပိုင်းမှာလက်မခံခဲ့ပါဘူး။ အဲ့နောက်မှာတော့ဂျုံမေကလူလူတူဆိုတာသူမရဲ့ဖခင်ဖြစ်လာမှာမဟုတ်ဘဲနဲ့သူမရဲ့သမီးဖြစ်ဟန်ဆာမီဖြစ်ကြောင်းနဲ့အနာဂတ်မှာမိခင်နဲ့ပြန်လည်ပေါင်းစပ်နိုင်ဖို့အတွက်လူဖွဲ့စည်းကသူမကိုလက်ခံဖို့ရိုးစားပန်းစားဆက်ကျင်းရမယ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲ့နောက်မှာတော့ဆွန်းလီကိုကြောင်းထားပြီးခဲ့ပါတယ်။အဲ့နောက်တဖြည်းဖြည်းနဲ့တာဖတ်တပွဲတန်ရုံစင်တွေ့လာခဲ့ကြပါတယ်။နေပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဆုံးရီရဲ့မိခင်ကသူမကိုလာတွေ့ခဲ့ပေမဲ့သူတို့ပျော်ရှင်နေတာကိုမြင်တဲ့အခါမှာတော့ပြန်လည်လက်ထွက်လာခဲ့ပါတယ်။ ောက်ပိုင်းမှာတော့မြောင်ကြိုင်းမိခင်ဖြစ်သူကဖုံးဆက်လာခဲ့ပြီးဒူးဆော့ဟာတရုတ်ပြည်ရောက်တဲ့အထိဘာမှမပြောဘဲနဲ့ဆိုရင်အမေဖြစ်သူအလွန်နာမကျန်းဖြစ်နေကြောင်းပြောပြကခေါ်လာခဲ့ပါတယ်။အမေကိုတွေ့တဲ့အခါမှာတော့ဆိုရင်ကချက်ချင်းပဲခွလွန်လိုက်ပြီးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာနောက်ဆုံးသူတို့ပြန်လည်ဆုံစည်းခဲ့ကြတာပါ။အဲဒီနောက်မှာတော့ဒူးဆော့ကို သူမရဲ့သမီးလေးကိုကောင်းမွန်စွာရုပ်ဆက်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကသူမဟာလွန်ခဲ့တဲ့နှစ်တွေထဲကလာရှာခဲ့ပေမဲ့မိသားစုတို့ပျော်ရွှင်နေတာကိုမြင်လိုက်ရလို့တကမ်းမပြောခဲ့တဲ့အကြောင်းလည်းဝန်ခံနေခဲ့ပါတယ်တကယ်တော့ဆိုရီရဲ့အမေကဒီလောကမှာခဏတာနေရတော့မှဖြစ်ပြီးဒူဆော့ကိုဆိုရီရဲ့အဖေရင်းနဲ့ပြေးတွေ့ဖို့အကူအညီတောင်းခဲ့ပါတယ် ်ကိုရီးယားပြင်ရောက်တော့ဒူဆော့ဟာဆွန်ရဲ့ဖခင်ကိုရှာဖွေပေးနေခဲ့ပါတယ်။တရက်မှာတော့ဒူဆော့ရဲ့ဖနက်ဟောင်းလေးကိုဆွန်ရဲ့ကတွေ့တာပြီးအစ်စ်ဝယ်ပြီးပို့အလောက်ခိုးလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကဥလေးဒူဆော့ရဲ့ဖနက်အတွက်ငွေကိုစုဆောင်းနိုင်ခဲ့ပါတယ်။ဆွန်ရဲ့ဖခင်ကိုဆွန်ရဲ့နဲ့ပေးတွေ့လိုက်ပါတယ်။ဆွန်ရဲ့ကတော့သူ့ဖေရင်တဲ့ဥလေးဒူဆော့ကိုဖုန်းထဲကနေပထမဆုံးအကြိမ်အဖြစ်အဖေလို့ခေါ်လိုက်ပြီးသူ့ကိုလာကြိုပေးဖို့ပြောလိုက်ပါတယ်။ဒူဆော့လည်းဆွန်ရဲ့ကိုခေါ်တဲ့ကြောင့်အပြော့လွန်သွားကဆိုင်ငယ်နဲ့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာရုတ်တရက်ဒူဆော့တရက်မျက်စိမမြင်အဖြစ်ကမတော်ဆဖြစ်ပြီးအဆက်အသွယ်ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ဒူဆော့ကအုံနောက်ယောဂါရနေခဲ့ပြီးဆွန်ရီအပေါ်ကိုဒါအယုံဆိုင်နေခဲ့တာကြောင့်သူ့ယောဂါကိုယူမဆိုင်နိုင်ခဲ့တာပါဆယ်စုနှစ်ကြာလေးအဖေကပဲမတွေ့ခဲ့ပါဘူးနောက်ဆုံးမှာတော့ဆွန်ရီတရားတခုခုကိုတရိယာသာပြီးသူ့ပေးထားတဲ့နာမည်နဲ့ဆောင်မသာတွေ့ကြခဲ့ပါတယ်အဲနောက်မှာတော့ဒူဆော့ကိုသွားတွေ့ခဲ့ပြီးသူ့ပေးမဲ့ဖက်နယ်လေးကိုစီးပေးကဒူဆော့ကိုပြန်လည်ဆောက်ရှောက်ဖို့ပြောရင်းနဲ့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်